မင်္ဂလာပါရှင်ရှဲဂိုမီဒီယာကကြိုဆိုပါတယ်တောင်ကြီးမြို့နိုင်89နှစ်မြောက်မြန်မာနိုင်ငံမိသက်တပ်ဖွဲ့နေကျင်းပတဲ့တဲ့ငို့တင်ဆက်ပါမယ်ရှင်တိုင်းရင်းသားမိဘပြည်သူများ၏အသက်အိုးအိမ်ဥစ္စာပစ္စည်းများကိုမိဘအနေနဲ့အခြားသောဘေးအနေအမျိုးမျိုးကနေခက်ဆက်ဆက်ကာကွယ်ဆောင်ရှောက်ခဲ့ပြီး သမိုင်းကုန်ဒရက်ဆင်လာကြီးမာစွာရည်တည်လာခဲ့တော့ မြန်မာနိုင်ငံမိသက်တပ်ဖွဲ့ဤ89နှစ်မြောက်မိသက်တပ်ဖွဲ့နေအခမ်းအနားကိုမေလ9ရက်နေ့နနက်၈နာရီကတောင်စီခရိုင်မိသက်စခန်းတောင်စီဟိုပုံမြို့အထွန်းနမိုင်၌ကျင်းပခဲ့ပါတယ် 89နှစ်မြောက်မိသက်တပ်ဖွဲ့နေအခမ်းအနားတွင်ရှမ်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကမိသက်တပ်ဖွဲ့များအနေဖြင့်ခေစနစ်နှင့်အညီမိငိမ့်သက်ရေးနှင့်ရှားဖွေကယ်ဆယ်ဆိုင်ရာပညာရများကိုကျွမ်းကျင်ပိုင်နိုင်မှုရှိအောင်ကြိုးပမ်းလေ့လာထားကြရန်လိုအပ်ပါကြောင်းတဘာဝဘေးရန်ရဲ့ဆိုင်ရာစိန်ခေါ်မှုအသည့်များကိုပြင်ဆိုင်ရန်အစစ်မြင့်ရှာဖွေကယ်ဆယ်ရေးဤပညာပိုင်းများနဲ့ဆောင်ရွက်နိုင်ရန်ရှာဖွေကယ်ဆယ်ရေးအဖွဲ့ session rescue team များကို data line စုဖွဲ့လေ့ကျင့်ပြီးအတင်းဆောင်ရထားရန်မှာကြားလိုကြောင်းမိသားတပ်ဖွဲ့၏တမိုင်းဆင်လာကောင်းကိုဆက်လက်ထိန်းသိမ်းပြီးရီမန်းချက်တောင်းဝင်လေးရကို အောင်မြင်အောင်အလေးထားအကောင့်ထဲပေါ်ဆောင်ရွက်သွားကြရန်ပြောကြားခဲ့ပါတယ်ထို့နောက်စုချီမြင်ပွဲကျင်းပရာစကန်တာယာလာပိုင်း တင်နှန်းတွင်ထူးချွန်စွာရရှိသူများအောင်ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်ကစုချီးမြှင့်ပေးပြီး road traffic accident ရေမတော်တဆဖြစ်ပွားမှုအောင်ရှာဖွေကိစ္စတည်ရောက်ပြခြင်း stabilizer ဖြင့်ချုပ်ထားခြင်းကာရထားပြီး hydraulic rescue tool များအသုံးပြု၍လူနာအားကယ်တင်ခြင်းအထက်မြင့်အဆောက်အဦးရှာဖွေကိစ္စရေအတွက်အသက်ကြီးသူများအသုံးပြု၍တည်ရောက်ပြသခြင်း အထံမြမော်တွင်ပိတ်မိနေသောလူနာအား hydraulic platform ဖြင့်ကယ်ဆယ်ခြင်းအထံမြမီလောင်မှုအား LUF nano ဖြင့်မီငိမ့်တက်ခြင်း gas o မီလောင်မှုအား AAP စနစ်ဖြင့်မီငိမ့်တက်ခြင်းစီတူလောင်ကံမီလောင်မှုအားမီငိမ့်တက်တရုပ်ပြသခြင်း ventilator နဲ့ 3D nozzle အသုံးပြု၍ AAP ခြင်း ဓာတုဗေဒအမြုပ်စီရင်ဖုန်းအသုံးပြု၍စီမီလောင်မှုအားမိငိမ့်သက်တရုတ်ပြသကြကြောင်းသိရှိရပါတယ်၎င်းတော့ပြည်내ဝင်ကြီးချုပ်ဦးအောင်ကဂုံပြူချီမြင်ွေပေးအပ်ရာ တီနေမီတပ်တပ်ဖွဲ့ဦးစီးမှုမှလက်ခံရယူပြီးအာထကသောဘင်ခရာတပ်ဖွဲ့တို့အားတီနေမီတပ်တပ်ဖွဲ့ဦးစီးမှုမှဂုံပြူချင်းငွေပေးအပ်၍ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည်ခင်ချင်းပြသသာသောမိငိမ့်သက်ရည်နှင့်ရှားပွေကယ်ဆယ်ရေးကြိယာများကို ကြည့်ရှုကြကြောင်းသိရှိရပါသည်ရှင်